ရှင်ခွင်နုနုရီအင်းဝဓမ္မပင်လေးတွေစီတန်းပေါက်နေတဲ့လမ်းကလေးတွေကိုမြင်းလဲရှုပ်ွေးဝင်လိုက်တာနဲ့အိမ်ရဲ့အိမ်ရဲ့အနံ့ကိုကျမရတယ်။ဟိုးလွန်ခဲ့တဲ့အနှစ်30ကျော်ကကျစ်ဆံပြီးနှစ်ဖက်ရှာထားတဲ့ကောလိပ်ကျောင်းသူဘဝနဲ့ပြန်လာတော့ကလည်းဒီအနံ့ပါပဲ။လုံခြုံနှွေးထွေးတဲ့အိမ်ရဲ့အနံ့ဟာဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူးထင်ပါရဲ့။ပြောင်းလဲသွားတာကတော့ကျမပဲပေါ့။ မြင်းနဲ့ချင်းဆိုင်မြင်းလဲမှန်ချက်လေးထဲမှာနဖူးစံစာတွေဖွေးဖြူစာပြုတ်နေတဲ့အသက်60ကျော်မိန်းမတယောက်ဟိုးဟိုးမကျမတို့အိမ်ကိုမြင်ရဘူးရေနံတွေမဲဝနေတဲ့နှစ်ထပ်အိမ်ကြီးထဲမှာ ကျမအဖေရဲ့အမေရဲ့မမကြီးရဲ့ရှိတယ်ဝမ်းနေစရာနဲ့ပြန်ပြန်ဝမ်းသာစရာနဲ့ပြန်ပြန်အိမ်ကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့များအားရှိ လုံခြုံသွားရတာပါလိမ့်နော် မကြီးပင်တရက်ပင်တွေကြားမှာငိန်သက်တိတ်ဆိတ်နေတဲ့အိမ်ရှိမှခဏကျမရက်နေပြီးမှဝင်းတကာတွန်ဖွင့်ဝင်လိုက်တာနဲ့ကျမရင်တွေတဒိတ်ဒိတ်ခုန်လာတယ်။အမေ အမေကို ကျမဘလို့တွေ့ရမှာပါလဲ။ "तू အင်မတန်ရှိတယ်"ဆိုတဲ့အငယ်ဆုံးသမီး ကျမကို အမေဘလို့ဆက်ဆံမှာပါလိမ့်နော်။မမကြီးအိမ်ရှိတကားနာကနေမမကြီးကို ကျမတိုးတိုးခေါ်လိုက်တယ်။ မမကြီးကျမကိုမျှော်နေတယ်ထင်ပါရဲ့ရှက်ရှင်းပဲအောက်ထက်အိတ်ခန်းတွေကနေထွက်လာတယ်အဲ့ဒီအိတ်ခန်းဟာအဖေနဲ့အမေအိတ်ခန်းညီမိုးချုံမရောက်မယ်ထင်လို့ညနေသားတင်းတင်းစကားပြက်ပြက်ပြောတတ်ပြီးအင်မတန်ပါလက်တဲ့နှုတ်ခမ်းနဲ့အင်မတန်ပါလက်တဲ့ကိုခန္ဓာကိုပိုင်ဆိုင်သူကျမရဲ့မမကြီးဟာဘာမှမပြောင်းလဲသလိုပဲကျမမလာဖြစ်တဲ့ဒီနေ့အတွင်းမှာပြောင်းလဲသွားတာကတော့မမကြီးရဲ့ဖွေးဖွေးလှုပ်နေတဲ့သဘင်တွေပဲ။ မနေ့ကအဖေနဲ့အမေရဲ့76နှစ်ပြည့်မွေးနေ့အလူမာတော့ကမမကြီးသပင်းတွေတလောက်မဖြူသေးပါဘူးမမကြီးကကျမအထက်ကအဖက်မတင်တဲ့အမနှစ်ယောက်ရဲ့အထက်အေးလေးမမကြီး58နှစ်ရှိပြီပဲ60နာနီးပေါ့ဒါဆို အကိုကြီးကအသက်60ရှိခဲ့ပြီပေါ့နော်အမေရောမမကြီးဒေါ်လေးတို့အိမ်မှာ သူတို့ညမတွေငငယ်ကဟာရီတရိရတဲ့ထင်ပါရဲ့အေးဖျားပွဲသွားမလို့တဲ့ပိုးလုံးကြီးတွေပါတွေထုတ်ဝစ်ပြီးဇွတ်ထွက်သွားတာပဲကျမရင်ထဲတမျိုးကြီးခံစားရတယ်ပြီးတော့အဖေကိုရှက်ရှင်းတရိရလိုက်မိတယ်အဖေကိုရောမမကြီးဘလို့လဲဟင်အလင်းစလုံးမေးလိုက်တဲ့ကျမကိုမမကြီးကဘာမှပြန်မပြောပဲအတန်ပြက်နဲ့လားတဲ့အဖေနဲ့အမေအိတ်ခမ်းထဲကိုရှေ့ကဝင်သွားတယ် မြမဆင်းနဲ့ဖျားဘက်နဲ့ပြီးတော့အဖေနဲ့အမေရဲ့အနံ့တွေလွှမ်းရှုံထားတဲ့အခန်းထဲကကနုတ်ပန်းခတ်အနယ်တွေနဲ့ကနုတ်ပန်းအခက်အနယ်တွေနဲ့ရှေးဟောင်းဟောင်းလွန်ရှိဟောင်းလွန်ရှိကြခန့်ညားလာတဲ့ကျွန်းကရင်ကြီးပေါ်မှာအဖေအိပ်ပျော်နေချာတယ်အဖေနေမကောင်းဘူးလားဒူးနာနေတာရောဒူးနာတာကရောအေးဟုတ်တယ်ဒူးကတော့ဒီလိုပါပဲအေးအဖေကအမေကအဖေကိုလုံးလုံးမမတ်မိတော့ဘူးဘာရင် အိုးတကယ်ပဲလားမဖြစ်နိုင်တာအမေကလားအဖေကိုညီးဒီမှာကြာကြာနေနိုင်ရင်တော့ကောင်းပါပဲနေနိုင်ပါတယ်နေလဲနေရမှာပါပဲမမကြီးရင်ကျမအာဂိုတိုင်တယ်ဖို့ဟန်ပြင်လိုက်တဲ့ကျမရဲ့စကားတွေကိုမမကြီးဘယ်တော့မှနားမထောင်ပါဘူးငါအမေကိုတော့ခေါ်လိုက်အောင်မယ်ညီးအဖေနာဆောင်လိုက်အောင်ပြန်မှထမင်းစားကြတာပေါ့အကူကြီးတို့အိမ်ကထမင်းပို့တယ်လာရင်ယူထားလိုက် စကားဆုံးလာတဲ့မမကြီးခဏကိုပပလေးအခန်းပြင်ဘက်ကိုလှစ်ခနဲပျောက်ပွယ်သွားခဲ့တယ်။အဖေဂရင်ဘေးကပက်လက်ကထပက်လက်ကလထိုင်လေးပေါ်မှာကျမခဏကို ပုံချလိုက်မိတယ်။မမကြီးဟာ ကျမတို့နှစ်ယောက်ကို ခုထိခွင့်မလွတ်နိုင်သေးဘူးလား။မမကြီးမှာတရားမရှိနိုင်သေးဘူးလား။အနှွေးတဲ့အင်ကြီးအိတ်ထောင်ထဲကကျမရဲ့ခီးဆောင်စာအုပ်လေးကိုထုတ်လိုက်တယ်။ဗုဒ္ဓယဉ်ကျေးမှုအရှိကံနဲ့ စာအုပ်ရဲ့ပထမစာမျက်နှာမှာမမကြီးနဲ့အဖေတို့အမေတို့ကမုန်းနဲ့ကျမရှစ်လင်ရဲ့လက်ရည်ဆောင်းဆောင်းတွေကိုမြင်ရတယ်။ရှင်စနီးခင်ထွေးရဲ့ရှင်စနီးခင်ထွေးရဲ့အသက်50ပြည့်မွေးနေသူတဲ့။ဖျားရှင်မခိုးတဲ့ဖျားစာမရတဲ့တရားလဲမထိုင်းပဒီလဲမစိတ်တဲ့ကျမရှစ်လင်ရဲ့အံဩစရာမွေးနေလက်ဆောင်လွန်ခဲ့တဲ့တပတ်ကကြားရောက်ခဲ့တဲ့ 52နှစ်ပြည့်ကျမရဲ့မွေးနေ့မှာအထီးကျန်ခြင်းကိုကျမအတွက်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ကျမရဲ့ရှင်လင်းစာအုပ်လေးကိုတစ်ဖြက်ဖြက်လှန်လို့ရင်းဒရဏပရိတ်ကိုအာယုံပြုရွတ်ဖတ်ဖို့ကျမကြိုးစားတယ်55ပေပေ90ရှိတဲ့အခန်းလေးတစ်ခုခက်နွမ်းနွမ်းပရိဘောကအနေငယ်ကျမနဲ့အရှုလူတွေမုံပြီးသူမျက်နှာကိုကိုွယ်တဲ့စာအုပ်တွေအပြည့်နေရအနှက်ပုံစံအမျိုးမျိုးစလိတ်ခွက်တွေ အလွန်သက်ပဲတဲ့ဖျားဆောင်လေးတစ်ခုလည်းရှိတယ်အဲ့ဒီအခန်းလေးထဲမှာအိမ်အောင်သက်အနှစ်30နီးပါးကျမတို့ဖျက်သန်းခဲ့တယ်ကျမကောလိပ်ကျောင်းသူဘဝတပိုင်းတစားနဲ့သူ့နောက်ခိုးရလိုက်ခဲ့ကလေးကတစ်ဖက်ကကျူရှင်ပြရင် သူလှုပ်ရှင်နာရီလုံရင်ရှိုးတဲမှုတန်ကိုခါးစည်းမခံနိုင်တဲ့ကျမကအိမ်ပြန်လက်ဖြန့်ရင်ဒီအခန်းလေးထဲမှာဒင်းသွေးကိုငါတို့ရှင်းနေရအောင်မယ်နင်တို့သားသမီးမရစေနဲ့လို့ဆိုတဲ့မမကြီးတိန်စာကလည်းကျမတို့ကိုထိခဲ့တာကိုနော် စာအုပ်လေးကိုကျမပိတ်လိုက်တယ်။မသိမသာလူလွန်လိုက်တဲ့အဖေကိုကြည့်ရင် ကျမဝမ်းနည်းလာတယ်။ကျမဘသူ့ကိုပြောရမလဲ။ညတကောင်ရဲ့ဆူညံလောက်ခါနေတဲ့လူခေါ်ကြီးလောင်းတဲ့လူခေါ်ကြီးခေါင်းလောင်းတဲ့ပြီးတော့ဒဇိန်တွေဒဇိန်တွေနဲ့အတူကျမရှိကဖြက်ခနဲ့ပျောက်ွယ်သွားပြီးအထီးကျန်ခြင်းကိုကျမအတွက်ထားရခဲ့တဲ့ကျမရှင်လင်းကျမတိတ်ကြောက်တာပဲအဖေသူသာဆိုရင်တော့ကျမကိုပြောဦးမယ် မင်းဟာဘယ်တော့မှကြီးပြင်းမဲ့မိမမဟုတ်ဘူးလို့မောင်စားပြူလာတဲ့အခန်းထဲမှာမီးဖွင့်ဖို့ကျမထားလိုက်တယ်။မီးဖွင့်ပြီးအဖေကရင်နာ ကျမပြန်လာတော့အဖေရင်နိုးနေပြီ။ဒါပေမဲ့အဖေကျမကိုဘယ်တော့မှမပြောခဲ့ပါ။ဒါပေမဲ့အဖေကျမကိုဘာမှမပြောခဲ့ပါ။သူ့မျက်လုံးတွေဟိုဟိုတီတီလိုက်ကြည့်နေတယ်။ပြီးတော့မှညီအမေရောတဲ့။ကျမငယ်ဘဝတစ်လျှောက်လုံးကြားခဲ့ရတဲ့အဖေရေရွတ်တန်းကျမဘာပြောရမလဲ။ အမေလားအဖေကျမစကားထင်နေစဉ်အဖေမျက်နာဖြက်ခနဲညွန်ရန်သွားပြီးမျက်လုံးတွေပြန်မှိတ်ပြလိုက်တယ်။ဂရင်ဘေးဇပွဲလေးပေါ်မှာဂရင်ဘေးဇပွဲလေးပေါ်တပူးလေးတဲကနွားနို့ကို အဖေတောက်နေကြလက်ဖက်ရည်ပကံပြားအပတ်လေးတဲကျမငှဲ့ထက်လိုက်တော့စိတ်ရှ မနှက်ပြန်ကြလိုက်ပို့ပါမယ်ဆိုစိတ်ရှမနှက်ပြန်ကြလိုက်ပို့ပါမယ်လို့ဆိုဟောမမကြီးအတန်းမေးပြန်လာပြီလားအဖေမျက်လုံးတွေပြန်ပွင့်လာတယ် ြန်ပွင့်လာတယ်။ကျမရင်တွေလည်းတိတ်တိတ်ပြန်ခုန်လာတယ်။အမေဘလို့ဖြစ်နေမှလဲ။လာပါအမေရဲ့အခန်းဝမှာမမကြီးနဲ့အမေရုတ်တရက်ပေါ်လာတယ်။အမေပရင်တို့ဘာပြင်မှာတနခါးတွေနဲ့အမေကကျမကိုစိမ့်စိမ့်ကြည့်နေတယ်။လန်းဆန်းတက်ကြွမှုတစ်မျိုးပူကတ်နေတဲ့အသက်60အရွယ်ကျမရဲ့အမေဟာကျမကိုကြည့်ရကအဖေ့စီကိုဖျက်ခနဲလှမ်းကြည့်လိုက်တယ်။ ပြီးတော့ကျမငှဲလဲစနွားနို့ပကံပြားလေးပေါ့ဟိုးအမေသတိရပါစအမေသတိရပါစီကျမမျက်စိထဲမှာအဖေမေးစိအောင်မှာလက်ပွားလက်ကင်ပွားလေးလက်ကင်ပွားလေးခံပြီး နွားနို့ပကံပြားလေးကိုတိုက်နေတဲ့အမေအဖေဒူးကိုအမြဲတမ်းနှိပ်ပေးနေတဲ့အမေနင့်အဖေရောဆိုတဲ့အမေပူပန်တန်နဲ့ပြာယာခက်အမှုအရာကျမအမေကို မျောလင်းတကြီးကြည့်မိတယ်ပြီးတော့ နွားနို့ပကံကို ကျမကောက်ကင်လိုက်ရင်ကြော့လေးအမေအဖေကိုကျမစကားမဆုံးခင်မှာပဲအမေဟာအဖေကိုလက်ညှိုးငေါငေါထိုးလိုက်တယ်ဒီအဖိုးကြီးကဘယ်ကလဲသူများ ਈ မှာပါလာလို့နေတာလေခုထိမပြန်သေးဘူးလားမိုးချုံလာပြီအိုးအမေမျက်လုံးမျက်စိစုံမိတ်လိုက်တဲ့အဖေမျက်နာကို ကျမတတ်တတ်မမေ့နိုင်တော့ပါဟဲ့အဖိုးကြီးကိုယ့်အိမ်ကိုပြန်လေမိုးချုံလာပြီဆို အသားရေတွေက ဖြူဖက်ဖြူရုံနဲ့ အဲ့ဒါဘဲကတည့်ကိုအဖိုးကြီးလဲရင်ဘဲကလဲမမကြီးကအမေကိုအတင်းဆွဲခေါ်သွားတယ်အဖိုးကြီးပြန်တော့ဆိုတဲ့အမေအော်တန်တက်တဲ့ကို ကျမတကယ်ကြားနေရတာပါကလားအမေဟာ အဖေကိုလုံးလုံးမမမိတော့ဘူးဖြစ်နိုင်ပါမလားအိမ်တော်သက်အနည်း90ကျော်တခြားလုံးအမေဟာအဖေကိုဘလောက်မျက်နှာခဲ့တယ်လဲဘလောက်ယူရခဲ့တယ်လဲညီတို့အမေညီတို့အဖေကိုယူရပုံများတော့ ငါတို့တသက်တွေ့ဘူးပေါ့အင်းအရေးကြည့်နေတယ်ဆိုတာမျိုးပေါ့ညီတို့အဖေဟာလေထမင်းတို့ဟင်းတို့လက်ဖက်ရည်တို့ကော်ဖီတို့ထမင်းတို့ဟင်းတို့လက်ဖက်ရည်တို့ကော်ဖီတို့ဆိုတာတွေဟာပကံပြပကံလုံးထဲမှာဖြစ်တာလို့သိတော့တာသူ့ရှိမှစားစရာတောက်စရာရှာထားရင်မစားတတ်တော့ဘူးညီအမေကကောက်ယူပြီးယော့ကိုမောင်တန်စားလေဆိုတော့မှ စားတာတခါများညီတို့အမေကထမင်းပွဲပြင်ပေးခဲ့ပြီးဧည့်သည်လာလို့ဧည့်သည်နဲ့စကားပြောနေတယ်တော်တော်လေးကြာသွားတယ်ဧည့်သည်ပြန်တော့မှထမင်းပွဲစပွဲစီ ။အဲ့တဲ့ပြန်တော့မှထမင်းစပွဲစီဝင်လာတာ။အမလေးတော့ပြောချင်ဘူး။မောင်မင်းကြီးသားထမင်းဝိုင်းမှဒီအတိုင်းငုတ်တုတ်။ညီအမေက စားလို့မပြောသေးလို့အဖြစ်ကတယောက်နဲ့တယောက်ချင်းတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကျဉ်ကျဉ်နနာမို့လားမသိဘူးေ။စီးဝါးကလည်းဖြစ်လိုက်တာ။ညီအမေမထိုက်ကလည်းတော်ပါပြီတဲ့။တန်းထိုက်သစ္စာဆိုတော့တနေလုံးဟိုးဟိုးကြော်ပေါ့။အေးညီအဖေဒူးမဖြက်ရတာလဲညီအမေကြောင့်ပဲညီမွေးပြီးစလေးပေါ့ညီအဖေဖြစ်တာ မြို့ပြင်တန်လန်းတွေစီသွားပြီးကန်ထရိုက်သွင်းရဖို့ဇလီဖားတုံးတွေကိုသွားကြည့်တာလေမြို့ဝင်လမ်းမှာမကြီးပင်ကြီးတွေကိုလှဲပြီးထင်းလုံနေကြတဲ့ညီအဖေကကားလေးနဲ့တဲ့မောင်းတဲ့လူလည်းရှိပါတယ်အဲ့ဒါလွတ်တယ်ဆိုပြီးကားဖြတ်မောင်းတာတခါတည်းမကြီးပင်ကြီးတပင်ကသူ့ကားပေါ်တတဲကြတော့တာပဲကားလေးဟာတခါတည်းပြားချက်သွားတော့တာပဲမောင်းတဲ့လူကတော့ပွေးချင်းပြီးပေါ့ညီအဖေကနောက်ခန်းမှာထိုင်လာတော့လူတော့မသိဘူးကားထဲမှာရှောက်တွေညှက်နေတာဆွဲထုတ်လို့မရဘူး အမလီညင်းအမေကဘလောက်တတိကောင်းနေမှတ်လဲဒါလောက်ရှစ်တဲ့ယောက်ျားနော်ဥမောင်ဥမောင်တန်းကြီးကဥမောင်တန်းကြီးကမကြီးပြင်ပြီလို့တဲ့ဗျို့ဆိုပြီးကြတော့ငိုလိုက်မယ်မှတ်လားညီးကိုရင်ဝင်ထဲကရှာပြီးတစ္ဆက်ကိုပြေးတော့တာပဲတစ္ဆက်ကရှိသမျှလူခေါ်တစ်လုံးမတဲ့ဟာကြီးတွေယူဆိုပြီးအကုန်စီစဉ်တာဟိုရောက်တော့ညီးအဖေကလေဟိုရောက်တော့ညီးအဖေကလေးပေါ်ပေါ်နေတဲ့ဟိုရောက်တော့ညီးအဖေကလေပေါ်နေတဲ့ခေါင်းလေးတရမ်းရမ်းနေတဲ့ ဟာမထိုက်ငါပြန်လာပေါ့ကွာဘာလို့လိုက်လာတာလဲလို့ပြောတဲ့။တခါတည်းတစားချင်းဆွဲထုတ်ပြီးမှလူကိုထုတ်ရတာ။ခြေထောက်နှစ်ဖက်စလုံးအယိုးတွေကျိုးကုန်တယ်။အိုးကုတို့ရတဲ့အမျိုးမရွှေထိုက်တို့ကတော့လူအားရောငွေအားရောဒါပေမဲ့ဆရာဝန်ကြီးကမရဘူး။အိုးကုလိုက်ရတဲ့အမျိုးမရွှေထိုက်တို့ကတော့လူအားရောငွေအားရောဒါပေမဲ့ဆရာဝန်ကြီးကမရဘူးဖြတ်ပြရမယ်ဆိုပြီးပြောတယ်။မရဘူးဖြတ်ပြရမယ်ဆိုပြီးပြောရော။ အဲ့ဒါညီမေကမဖြတ်ပြရစေနဲ့အုံးသူစူးစမ်းကြည့်ပြရစေအုံးဆိုပြီးဆေးဆရာချတာလေနောက်ဆုံးညီအမေမြစ်တာကြောင့်ထင်ပါရင်ရှမ်းဆရာကြီးတယောက်နဲ့တွေ့ပြီးဆေးစီတာနဲ့အရိုးတွေပြန်ဆက်ပြီးခြေတော့မဖြတ်ရတော့ဘူးအဲ့ဒီကလေးကညီအဖေညီအမေညီအမေညီအဲ့ဒီကလေးကညီအမေညီအဖေခြေတော့တွေကိုအမြဲတမ်းနှိပ်ပေးတဲ့အကျင့်ဖြစ်သွားတော့တာပဲညီအဖေပတ်လက်ဂရိုင်းပေါ်ထိုင်လိုက်တာနဲ့ဘေးကနေပြီးနှိပ်ပေးတော့တာပဲတစ္ဆက်အလုပ်တွေကိုလည်းမခိုင်းတော့မလုပ်ခိုင်းတော့ဘူး ကျမတို့ငငယ်တုန်းကအမိမိမိညမဒေါ်လေးတိုက်ပြပြထက်တဲ့အဖေနဲ့အမေအကြောင်းဟာအေးရဝင်ပုံမြင်တွေလိုနားထောင်လို့သိကောင်းခဲ့တာပေါ့ကျမတို့ကြီးတဲ့အထီလဲသမီးတွေကြွေးတာတော့မစားပဲအမေကြွေးမှစားတာတဲ့ခဏလေးအမေမမြင်တာနဲ့ညီအမေရောလို့မေးတတ်တဲ့အဖေကိုကျမတို့ရေပွဲဖွဲ့လို့မဆုံးနိုင်ခဲ့ပါဘူးအဖေနဲ့အမေညအိမ်ညနေခွဲပြီးခီးသွားတာကိုလဲကျမတိတဆအရွယ်ကလေးကတခါမှမတွေ့ခဲ့ဘူးပါဘူး အမေတစ်ဆက်သွားတဲ့အချိန်လောက်ပဲခဏခွန်းနေတာအကူကြီးအိမ်ထောင်ကျပြီးတစ်ဆက်ကိုဦးစီးနိုင်တာနဲ့အဖေနားမှာပဲအချိန်ပြည့်နေတော့တာပဲပလက်ကတိုင်းပေါ်မှာအဖေထိုင်ပြီးကျမ်းပေါ်မှာအမေကကြုံကြုံကလေးထိုင်လို့အဖေရှောက်တွေကိုနှိပ်ပေးနေတဲ့မြင်ကွင်းဟာကျမတို့အမြဲတမ်းတွေ့နေကြမြင်ကွင်းပေါ့အမေရင်အိမ်မပြောနိုင်တဲ့ကျမစိတ်ပရိတကြောက်ကြောက်စိတ်ရင်ဘယ်ညာလူလိတ်နေမိတယ်အဖေအိပ်ပျော်ရှာရဲ့လားအဖေနဲ့အမေတခါမှခွဲမအိပ်ဘူးဘူးနော် အထီးကျန်ချင်းဝေဒနာဆိုတာကိုအမေမသိပါဘူးအမေရင်သိဝမ်းနေစရာကောင်းတာအဖေချောင်းဆိုးတန်ကကျမကိုပိုဝမ်းနေလာစေတယ်စိတ်ကြလာတဲ့မျက်ရည်တွေကိုကျမလက်နဲ့ပုတ်တော့လိုက်တော့စိတ်ပရင်းမှာပါမျက်ရည်တွေရောနောဆုတ်ဆုတ်ကုန်နေနည်းနည်းတော့တောက်လိုက်ပါအဖေရင်နော်အဖေညကလည်းဘာမှစားတာမဟုတ်ဘူးနွမ်းနို့လေးနည်းနည်းလေးနော်အဖေနော်မနက်လေးနဲ့ဆိုကြတဲ့ကကျမဘလို့ပဲစူးစမ်းတိုက်တိုက် နွားနို့ပကံကိုအဖေခေါင်းရမ်းလို့ကြည့်နေတော့တယ်။ပါဇက်ကမမေးပေမဲ့အဖေမျိုးလုံးတွေကအခန်းဝကိုကြည့်ကြည့်လို့နေတယ်။အဖေရင်ပလက်ကရိုင်းပေါ်ပြောင်းထိုင်ရအောင်တော့အဖေကျမရွှေ့ပေးမယ်။ဒါမှအဖေအညာမမိမှာ။အဖေခေါင်းရမ်းနေတဲ့ကြားထဲကပဲကျမအဖေကိုပလက်ကထိုင်ပေါ်ကိုအသားအရာတွဲပို့ဖို့ကြိုးစားနေတော့ဟေ့အဖိုးကြီးမပြန်သေးဘူးလား။အခန်းဝါကနေရုတ်တရက်ပေါ်လာတဲ့အမိအတန်းကြေကြေကြောင့်အဖေရောကျမပါလန့်ဖြန့်တုံရင်သွားခဲ့ပါတယ် ိုးလုံးကြီးအစိမ့်တွန့်တွန့်ဖြူညင့်ညစ်ပွားကိုကြကြနနခြုံထားတဲ့အဖေအမေက အဖေကိုကြည့်နေတယ်။အဖေကတော့အမေကိုမကြည့်ပါဘူး။အဖေကိုပလက်ကထိုင်ပေါ်တွဲချထိုင်ခိုင်းပြီးတာနဲ့အခန်းထဲကို ဖြူဖြူပြပြနဲ့ဝင်လာတယ်။ပြီးတော့အဖေဘီနာကျန်းပေါ်မှာထိုင်ချလိုက်တယ်။ပြီးတော့အဖေခြေထောက်တွေကို ဖြည်း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 ချင်းအိုးအမေ ျမရဲ့ဝမ်းသာအားရတဲ့နဲ့အတူအဖေ့မျက်နှာကြည်လင်သွားပုံဟာလည်းမယုံနိုင်လောက်အောင်မယုံနိုင်လောက်အောင်ပါပဲဒါပေမဲ့အမေကလေဒီအဖိုးကြီးကတို့အိမ်ဘာလို့လာနေတာလဲသူ့မှာအိမ်မရှိဘူးလားမြ мян ပြန်လှောက်လိုက်စမ်းဘဲကလည်းဒီအဖိုးကြီးဟာအမေရဲ့ဗဇက်ကပြောချင်တာတွေတွင်တွင်ပြောပြီး အဖေ့ခြေောက်တွေကို ဖြည်းဖြည်းချင်းတယူတရာနှိပ်ပေးနေတဲ့အမေကိုမကြည့်ချင်တော့ပါဘူးအမေအခန်းထဲကပြန်ထွက်သွားတာနဲ့ ဂရင်ဘောဂရင်ဘောကဇာချင်းအောင်ထူထူအောက်ကိုအဖေပြန်ဝင်သွားခဲ့တယ်။ဘာမှလည်းတွေးလို့မရဘူး။နေ့လယ်လောက်ကျတော့အဖေကိုနွားနှုတ်နဲ့မုံလေးတွေးဖို့ကျမနဲ့မမကြီးစူးစမ်းရပြန်တယ်။အဖေကတော့ခေါင်းခါမြင်းအပေါ်အပသွားပြီးဆိုတာနဲ့ရှင်အောင်အောက်ကိုပဲပြန်ရှင်အောင်အောက်ကိုပဲပြန်ဝင်ဖို့လုပ်တော့တာပဲ။ပလက်ကထိုင်ဘောကိုချွေလို့အဖေပလက်ကထိုင်ဘောရောက်တာနဲ့အမေရဲ့လေးဂျုံးစုပေါက်ချလာပြီ။ဒီအဖိုးကြီးမပြန်သေးဘူးလား။ဘယ်ကလဲဒီအဖိုးကြီးနဲ့ ဗဇက်ကဘာရီပြုတ်ပြုတ်အမေက အဖေကလပ်အဖေပလက်ကထိုင်ဘေးမှာထိုင်ပြီးယူယူရရနှိမ့်နေပါပြီအမေရင်မမကြီးကမျက်ရည်ကျနေတယ်ညနေကြတော့လေရှင်အောင်လေးကမထွက်တော့တဲ့အဖေကိုကျမဆွတ်ဆော့ရှော့ဆွတ်ရှော့မော်ပြီးအပြင်ကိုခေါ်ထုတ်ရပြန်တယ်ကျမမျက်ရည်တဝဲဝဲနဲ့တိုက်တဲ့နွားနို့ပကံကိုဒီတခါတော့အဖေကကြည့်တယ်ပြီးတော့ကျမကိုတေချာဆိုင်ကြည့်နေပြီးပလက်ကထိုင်ပေါ်ပို့ဖို့ပြတယ် ကထိုင်ပလက်ကလက်ထိုင်ပလက်ကလက်ထိုင်ပေါ်ပို့ဖို့ပြတယ်ကလက်ထိုင်ပေါ်ရောက်ပြီးမှအဖေပြန်ချတယ်အိယာပေါ်ကိုဇွတ်လက်ညိုးထိုးပြနေတယ်ပို့ပို့တဲ့အဖေကလည်းနွားနုံလေးတောက်ပြီးမှပြန်အိပ်ပါဒီမှာခဏလေးနေလိုက်ပါဦးအဖေခေါင်းကိုယမ်းပြီးကျမကိုတနာစရာကြေကွဲစရာအကြည့်နဲ့မောကြည့်တယ်ပြီးတော့မှတူတူလေးညီမေမြင်အဖေကိုနှင်လိုက်မယ်တဲ့ဟိုဖေးရင် ျမယုတ်ဒီရဘာမှပြန်မပြောနိုင်အောင်စိတ်ထိခိုက်ရတယ်။အေးဆက်ဆက်အဖေလက်တွေကို ကျမချင်းချင်းနနာကင်ထားလိုက်တော့မှာပဲအမီရယ်လေ။မိတိုက်ကရေးတိတ်ညစ်တာပဲ။တော်ပြီဒီကောင်မနဲ့နောက်မကစားတော့ဘူး။ဒေါ်လေးတိုက်တော့အိမ်ကအပြန်ကြီးကြီးကျယ်ကျယ်အော်ဟစ်တောင်းကျန်လာတဲ့အမီကအဖေအခန်းဝါကိုတော့တန်တက်မမတ်လာတယ်။ပက်လက်ကလထိုင်းစီကိုလည်းတန်တက်မမတ်ပြီးတော့လေအဖေရှလောက်တွေကိုတယူတရဒါပေမဲ့အဖေကိုစူးစူးကြည့်လို့ ဟဲ့အဖိုးကြီးသူများအိမ်ကိုအမနာဘူးလားမချက်ဘူးလားပြန်မာတော့လားကိုယ့်အိမ်ကိုမပြန်ရင်လေမပြန်ရင်အမေကနှိမ့်နေတာကိုရက်ပြီးခဏစဉ်းစားတယ်ပြီးတော့မှ အာရပါရဆက်နေရင်ရိုက်ထုံမယ်ရိုက်ထုံမယ်ဟေးတဲ့အမေကလည်းနော်မမကြီးနဲ့ကျမစိတ်ထိခိုက်ညဉ်းညူးပေမယ်အဖေဟာဒီတခါတော့ထူးထူးဆန်းဆန်းမျက်နာမလွယ်ပဲအမေကိုစိုက်ကြည့်နေခဲ့တယ်ဒါပေမဲ့အဖေမျက်နာကတော့ကြေကွဲစရာအကောင်းဆုံး ဝမ်းနည်းစရာအကောင်းဆုံးမြင်လားအဲ့ဒီညမှာပဲအဖေဆုံးသွားရပါတယ်ပရင်မောင်ကဝင်တဲ့လေးအချိန်နဲ့တဖြည်းဖြည်းလွှင့်နေတဲ့စာချင်အောင်ကို ကျမနဲ့မမကြီးမှုရအောင်မှတသက်ရရဖိလိုက်ကြတယ်ပတ်လက်ကလထိုင်ကိုလည်းနေသားတကြကရင်ဘေးကစပွဲလေးပေါ်မှာလဲနွားနို့တပူနဲ့ပကံပြားလေးကိုအဖေရှိနေတုန်းကလိုပဲတေးတီတသက်ရှာထားပါတယ်အခန်းဝါကကြည့်လိုက်ရင်ရှင်အောင်ထဲမှာအဖေရှိနေတယ်လို့ပေါ့နော် မမကြီးစီကခြိုက်မမကြီးစီကကြိတ်ပြီးခြိုက်တန်ကြားရတယ်။ငါ့ကိုဘာဖြစ်လို့မိတိုက်တော့ညအိတ်ခံရတာလဲပြောစမ်းပါဟဲ့။အော်အမေပြန်လာပြီ အမေပြန်လာရှာပြီ။မမကြီးကမျက်ရည်တွေကိုကြပြကြရတုတ်တယ်။အမေကိုခေါ်လာတဲ့အကိုကြီးရဲ့အမေကလည်းဗျာဆိုတဲ့စိတ်မကောင်းတဲ့ငူကြားရတယ်။သူများအိမ်မှာအပြိုရွယ်ကလေးညညသွားအိတ်လို့မကောင်းဘူးဆိုတာနုံမသိဘူးလား။ငါတစမ်းမအိတ်မပြောဘူး။ဒီနေ့ညသာစိတ်အေးရရင်မိတိုက်တော့အိမ်မိနဲ့အချို့ပဲ။ ကျမနဲ့မမကြီးအခန်းထဲကမြင်မြန်ထွက်လိုက်ကြတယ်။အဲခန်းထဲကအဲခန်းထဲမှာအမေကဆွဲထားတဲ့အကူကြီးလက်တွေကိုရုပ်ဖယ်လို့ဒီမှာထိုင်ရအောင်လေအမေ။အမေကခေါင်းကိုတွတ်တွတ်ခါရန်ရင်ကျမနဲ့မမကြီးကိုလှမ်းကြည့်တယ်။ပြီးတော့ကျမတို့နှစ်ယောက်ကြားကဖြက်ပြီးအိတ်ခန်းစီသို့တနတ်မမတ်အမေကျမလှုပ်ခနဲခေါ်လိုက်ရင်အမေနောက်အမြင်မြန်လိုက်လာခဲ့တယ်။အမေက အခန်းဝမှာရက်ပြီးဂရင်ကိုငေးကြည့်နေတယ်။ ပြီးတော့အခန်းထဲဖြည်းဖြည်းချင်းဝင်သွားတဲ့အမေကို နောက်ကနေကျမတို့မောင်နှမ၃ယောက်အသက်မရှူပဲကြည်နေမိကြတယ်။အမေကဂရင်ကိုတပတ်ပတ်လိုက်တယ်။ပြီးတော့ပလက်ပလက်ကလတ်ထိုင်လေးကိုလက်နဲ့ထိကြည့်တယ်။ပြီးတော့အခန်းထဲကိုလှက်ပက်ကြည့်ရင်ဖျားဆင်စပွဲပေါ်ထောင်ထားတဲ့အဖေတပုံကိုမြင်တော့ဟဟပပညင်ရှလိုက်တယ်။အမေကလည်းဗျာအကိုကြီးကတပြင်းတစ်ချက်ကိုရှလို့ ကရင်ဘေးကပလက်ကလက်ထိုင်ပေါ်မှာရှေပြစ်လက်ပြစ်ထိုင်ရှားလိုက်တယ်။အဖေထွက်ဖို့ကိုကြည့်နေတဲ့အမေဟာဒီဘက်လှည့်လိုက်တာနဲ့ပလက်ကလက်ထိုင်ပေါ်ကအကိုကြီးကိုလည်းမြင်ရောအံဩသလိုမျက်နှာပြောင်းလဲသွားရင်ပလက်ကလက်ထိုင်ဘေးကိုချက်ချင်းရောက်လာတော့တယ်။ပြီးတော့ကြုံကြုံကလေးနဲ့အကိုကြီးရှောက်တွေကိုဖြည်းဖြည်းချင်းတယူတရာနှိပ်တော်တာပါပဲ။ဖြည်းဖြည်းချင်းတယူတရာနှိပ်တော်တာပါပဲ။အမေအကိုကြီးကသူ့မျက်နှာကိုလက်ဘွားနဲ့အုပ်လိုက်တယ်။ အမေကတော့အားရပါးရနှိမ့်နေရင်းကနေအကိုကြီးစီကတအေးနဲ့ခြိုက်တန်းထွက်လာတော့ဖြည်းဖြည်းချင်းအကိုကြီးကိုမော့ကြည့်တယ်။ပြီးတော့ဘာမှမဖြစ်သလိုဆက်နှိပ်ပြန်နေ။ဒါပေမဲ့တဖြည်းဖြည်းလှုပ်ရှားနေတဲ့အမေလက်ချောင်းပိမ့်ပိမ့်လေးတွေနှိပ်ကွေးသွားပြီးခဏနေတော့စက်ကနေထားပြီးအခန်းထဲထွက်အခန်းထဲကထွက်သွားတော့တယ်။ခင်ထွေးသမီးအဖေအိယာစီကိုလှမ်းလိုက်တဲ့ကျမတစ်ခုလုံးတုံလို့သွားရတယ်။အမေ နက်နက်လင်းစမောင်ကြီးအလင်းရောင်အောက်မှာအမေရင်လေးချနှောင်ဘေးမှာရက်လို့အမေမနှိုးခင်အဖေအေယာကိုနေသားတကျဖြစ်အောင်လို့ကျမအစောကြီးထားလာခဲ့တာအမေရင်ဘေးမှာတင်းငင်ခန်းကြစွာစိုးရင် ပူပန်ကြီးတက်တဲ့အမူအရာနဲ့ရက်နေတဲ့အမေဟာကျမတို့ရဲ့အရင်ကအမေပဲလားအမေကျမနားကြမလွဲပါဘူးနော် အမေနောက်ကိုတုတ်ခဲ့ရင်အမေလက်တွေကိုဝမ်းတာအားရကျမဆွဲယူမိလိုက်တယ်။ဟိုအမေလက်တွေအေးဆက်နေတာပဲ။ဟဲဇမ်းမအမေကသူ့လက်တွေကိုပြန်ဆွဲယူရင် အလင်းစလုံးနိုင်လာတယ်ဟိုတုန်းကအမေလေးတန်းနဲ့ညီဖေရောဟင်ညီဖေဘယ်မှာလဲညီဖေဘယ်ရောက်သွားလဲဖေဟာဖေဟာကျမဘာပြောရမလဲအမေလေးကျမလက်တွေကိုဆွဲခါလုံရမ်းနေတယ်ပြောလေညီဖေရောလို့ဆို အဖေရှိပါတယ်ဘယ်မှာလဲရှိပါတယ်ဟိုးမရှိပါဘူးငါအယုတ်တက်ငါအယုံတက်ခရေကညီတို့မနှိုးခင်ခရေကလိုက်ရှာနေတာတအိမ်လုံးနှံ့နေပြီပြောစမ်းပါအေးဘယ်မှာလဲညီတို့ဘယ်ကိုပို့ထားကြသလဲယင် မပို့ပါဘူးအမေယင်အိုအေးညင်ဤရိလှိမ့်စင်းလာတဲ့ကျမကိုအမေကစိတ်မချသလိုတွန်းလိုက်ပြီး အမေခန္ဓာကိုယ်လေးဟာဂရင်ပေါ်ကိုအဝိပျော်လေးတစ်ခုလိုပုံကြသွားခဲ့တယ် အမေတင်ထားတဲ့ဇာရှင်တော်အုပ်ကအိယာရဲ့ဘဲဘက်ရှမ်းပေါ်မှာခွေခွေလေးအမေမျက်နာကအဆမတန်အိုမင်းနွမ်းနွယ်နေပြီအမေမျက်နာကအဆမတန်အိုမင်းနွမ်းနေနေပြီအမေမျက်လုံးမှာဒေါသနဲ့ဆိုရင်တော့ကရီ အမေစီမှာဖူးကပ်နေတဲ့လန်းဆန်းတက်ကြွမှုမျိုးလန်းဆန်းတက်ကြွမှုတစ်မျိုးပဲရောက်သွားပြီလေအမေကရှင်တော်အမိုးကိုအကြာကြီးစိုက်ကြည့်နေရကနေကျမဘက်ကိုဆက်ခနေလှည့်ကြည့်လိုက်တယ် အသက်ရှင်ရနေတော့ငါတို့ကိုခွဲမထားကြနဲ့အေးအမေရဲ့တောင်းပန်ညင်ညူတန်ဟာကျမကိုနာကျင်စေပါတယ်ရှင်ကွဲကွဲရတဲ့ဒုက္ခကိုညီတို့မသိပါဘူးအိုးအမေကျမမသိဘဲရှိပါမလားကျမခံစားနေရတာပဲအမေအမေလို့ကျမပောက်ကွဲပြရစီတော့အမေနားထောင်ပါနော်တစ်ဖက်ဆောင်းသွားတဲ့အမေရဲ့လက်တွေကိုကျမဆွဲယူလိုက်တဲ့အခါအမေအသက်မရှိတော့ပါဘူး 能你努伊什么？